ဟုတ်မန်ချက်စတာယူနိုက်တက်ပရိသတ်များအားလုံးပဲမင်္ဂလာပါဆိုတော့ကျွန်တော်တို့ဒီတစ်ပတ်ဘောလုံးပွဲမရှိဘူးကျွန်တော်နောက်ပတ်နော်ဒီ international break ပြီးလို့ရှိရင်ကျွန်တော်တို့ပထမဆုံးစစချင်းဒီတစ်ခေါက်ကတော့အသင်းကြီးနဲ့မဟုတ်တော့ဘူးကျွန်တော်တို့ဒါမန်ချက်စတာယူနိုက်တက်ရဲ့ဒါနီပြဟောင်းတစ်ယောက်ဖြစ်တဲ့ဒေးဗစ်မိုယေရဲ့ Everton ကိုအင်္ဂလန်မှာအခက်ကစားရမှာကျွန်တော်တို့ဒီပွဲကတော့ကျွန်တော်တို့ဒီလ25ရက်နေ့ပေါ့ဗျာဂျာထဲမှာနှစ်ပတ်နားမယ်ကျွန်တော်တို့ဒါ international break နားပြီးတော့ဒါ 25ရက်နေ့ကျွန်တော်တို့25ရက်နေ့ဒါအင်္ဂါနေ့ပေါ့ဒီလ25ရက်နေ့ဒါ International Break Up ဒီလ25ရက်နေ့ဒါ၄နိုင်မှာနော်အင်္ဂါနေ့မနက်၄နိုင်တနင်္လာနေ့ညတိရမပွဲကိုဒါကျွန်တော်ကျွန်တော်တို့နည်းနည်းလေးရှင်းကပ်ကြည့်ကြမယ်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒါတပတ်ကအဘတန်အသင်းဖြစ်တဲ့တော့အဘတန်အသင်းအဘတန်အသင်းကတော့ ကျွန်တော်တို့ပရီးမီးယားလိထဲမှာပရီးမီးယားလိထဲမှာဆက်တော့ပွဲကံပြီးတော့၄ပွဲနိုင်၃ပွဲတည်ရဲ၄ပွဲရှုံး၄ပွဲရှုံးနဲ့သူတို့ကရမှတ်15မဲ့ရရှိထားတယ်အဲ့တော့သူတို့ကအဝေးကွင်းအိမ်ကွင်းတိတ်ရှောင်တဲ့အထက်မှာလည်းမပါဘူးအသင်းငယ်အသင်းငယ်ဆိုပေမဲ့လည်းသူတို့အနေနဲ့ဒါလုပ်ရည်ကံရရှိတယ်နော်ကစားသမားအကောင်းတွေဂျက်ဂရီလီတို့လည်းဒါမတ်စတီတင်ကဂျက်ဂရီလီတို့ရှိတယ်ဒီ ဒါညီပြလည်း Manchester United ရဲ့ညီပြဟောင်းတရားပဲတပည့်မူရေးဆိုတော့ Man U အကြောင်းကိုကောင်းကောင်းသိတယ်ပေါ့လေကျွန်တော်တို့တစ်ဖက်က Manchester United တင်ရတော့ကောလို့သိပြီးသားပေါ့လေ7ဘွဲကန်တဲ့ထဲမှာ9ဘွဲနိုင်3ဘွဲတည်း3ဘွဲရှုံး3ဘွဲထိတည်ကြတော့ပြီဝေကွန်းပွဲတွေကကျွန်တော်တို့တစ်ဘွဲပဲနိုင်သေးတယ်တရေနဲ့အချုံးပဲရှိတယ်ကျွန်တော်တို့အဝေကွန်းပွဲတွေတော်တော်လေးဒါဒီဟာဒီရုံးကန်နေရတယ်ပေါ့အင်ကွင်းကတော့တီးမှာပဲမောင်ရင်အင်ကွင်းကတော့ဘာသိညာသိဘယ်ရညာလေးလာမပြောနဲ့အင်ကွင်းကတော့တီးကိုတီးမှာအဲ့တော့ ဒီပွဲလေးကိုကျွန်တော်တို့ဒါအင်ကန်နေမနဲ့ပေါ့နော်တနင်္လာနေ့ညကြည့်ရမယ်ပွဲအဘတန်နဲ့ပွဲလေးကိုဒါအတူတူစောင့်ကြည့်ကြမယ်ပေါ့ဗျာမန်ချက်စတာယူနိုက်တက်ပရိသတ်များကိုစိတ်နှပြအကြမ်းမှချမ်းသာကြပါစေ